နာလုံးမင်္ဂလာပါခင်ဗျာဗီယန်နန်ကအရှင်ပြည့်လက်ခံကျင်းပနေတဲ့အာဆီယံ U19 အမျိုးသမီးဘောလုံးပြိုင်ပွဲကတော့အောင်မင်စာနဲ့ပြစီသွားခဲ့ပါပြီ final ပွဲစဉ်မှာလက်ရှိချန်ပီယံထိုင်း U19 အမျိုးသမီးဘောလုံးအသင်းနဲ့အရှင်ဗီယန်နန် U19 အမျိုးသမီးဘောလုံးအသင်းတို့ထိတဲ့တွေ့ခဲ့ကြတယ်ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်ခင်ဗျာဒါပေမဲ့ဒီပွဲမှာထိုင်း U19 အမျိုးသမီးဘောလုံးအသင်းကဗီယန်နန် U19 အမျိုးသမီးဘောလုံးအသင်းကို3-2နဲ့အနိုင်ယူပြီးတော့အရှင်တွေကို အိမ်မဆိုးပေးသွားခဲ့ပါတယ်။ထိုင်းသင်းကအဆသာရတာခဲ့ပါတယ်။ရေစွမ်းအသားနဲ့အေးစေးစေးပဲပွဲကိုထိန်းချုပ်ပြီးတော့ကစားသွားခဲ့တာပါခင်ဗျ။ BNN အသင်းကတော့ထင်တိုင်းတိုးမပေါက်ခဲ့ပါဘူး။အုပ်စုပွဲတွေမှာနှစ်သင်းလုံးအစွမ်းပြခဲ့တယ်။ပြီးတော့စမီဖိုင်နယ်ရောက်တော့လဲနှစ်သင်းလုံးကအကောင်းဆုံးပုံစံတွေကိုထုတ်ပြခဲ့ကြတယ်။ဒါပေမဲ့တကယ်ဖိုင်နယ်ပွဲမှာသူတို့ကြားနေစဉ်နိုင်ငံမှာတွေ့သူတို့တွေ့ကြတဲ့အချိန်မှာတော့အင်ရှင် BNN ဟာကို့ ်တင်ရှင်ပြိသက်တွေလာပြီးတော့တခဲနဲ့အားပေးမဲ့ထိုင်းကို အနိုင်ရအောင်မကစားနိုင်ခဲ့ပါဘူးထိုင်းမျိုးသီးဘောလုံးအသင်းက BNL လက်ရွေးစဉ်မျိုးသီးဘောလုံးအသင်းကို3ဂိုးတကိုးဆွဲရလာတဲ့အနိုင်သွားခဲ့တယ်ခင်ဗျထိုင်းက28မိနစ်ကလေးကဥဆောင်ကိုတွင်ပြီးတော့ BNL ကိုဒါပွဲကိုထိန်းချုပ်ပြီးတော့ဗောလေ A စီစီပဲကစားပြီးအနိုင်သွားခဲ့တာပါတစ်ဖက်ကတတိယနေရာလူပွဲမှာတော့ကျွန်တော်တို့မြန်မာလက်ရွေးစဉ်ယူဇက်ကိုမျိုးသီးဘောလုံးအသင်းနဲ့အင်ဒိုနီးရှား U19 မျိုးသီးဘောလုံးအသင်းတို့တွေ့ခဲ့ကြတယ် ဒီပွဲစဉ်ကလည်းပြောရမယ်ဆိုရင်တော့မြမလက်ရွေးစဉ်ယူဆက်ကုမျိုးစိဘောလုံးသင်းဟာလိုအပ်ချက်တွေရှိတာကိုမြင်ခဲ့ရတယ်။တစ်ချိန်ကရှမ်းရတော့ဖြစ်ခဲ့တဲ့မြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းတွေဟာတဖြည်းဖြည်းနှိမ့်ကြလာပြီလားဆိုတာကိုကျွန်တော်တို့ပြန်လည်တွက်ဆမယ်ရှင်တွေကိုရောက်လာခဲ့ပါတယ်။အရင်ကတက်ကြီးတန်းမှာရောတက်ငယ်တန်းမှာရောအမျိုးသမီးဘောလုံးဆိုရင်မြမလက်ရွေးစဉ်အသင်းတွေကိုပြိုင်ဘက်တိုင်းကထိတ်လန့်ကြပါတယ်။အာဆီယံမှာဆိုရင် မြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးသင်းတွေကတန်းတစ်ခုရှိခဲ့တယ်ပေါ့လေအခုဒီပြိုင်မှာမှလည်းဒီအာဆီယံဆက်ကုပ်မျိုးသမီးဘောလုံးပြိုင်ပွဲအုတ်စုပွဲစဉ်တွေကိုကြည့်တဲ့အခါ BNN ကိုရှုံးတယ်အဲဒါပြင်နောက်နှစ်ပွဲကိုဇက်တိုက်ဂိုးပြတ်နိုင်တယ်ဆွီဗန်တော်ရောက်တော့ထိုင်းကိုဂိုးပြတ်ပြန်ရှုံးပြန်တယ်ငါးဂိုးတခုနဲ့အဲ့တော့အခုတတိယနေရာလူပွဲမှာအင်ဒိုနီးရှားယူဆက်ကုပ်မျိုးသမီးဘောလုံးသင်းတွေတွေ့ရခြင်းမှာကိုရီးယားနိုင်မယ်လို့တွက်ဆထားကြတာဒါပေမဲ့မရဘူးခင်ဗျအခွင့်အရေးတွေကိုမြန်မာယူဆက်ကုပ်မျိုးသမီးဘောလုံးသင်းဟာတိတိကျကျအသုံးမချရတော့ဘူး အဆုံးသတ်တဲ့နေရာတွေမှာတတော်အားနေခဲ့တယ်လိုအပ်ချက်တွေရှိခဲ့တယ် BNN ဒီနိုင်ငံမှာကျင်းပတဲ့ဒီပြိုင်ပွဲမှာမြန်မာလူ့ရေးစင်မျိုးသမီးဘောလုံးသင်းတော့အနိုင်ဆုံးအဖြစ်တတိယနေရာရလိမ့်မယ်လို့ကျွန်တော်စထားခဲ့တာပေါ့လေဒါပေမဲ့ဒီပွဲမှာပွဲကစားချိန်မိနစ်60ပြည့်ရဒီတစ်ဖက်တစ်ဖက်ဂိုးမရှိသေးရလာဖြစ်နေတော့ပယ်နတီဆုံးဖြတ်ခံယူရတယ်အဲ့မှာပယ်နတီအပြိုင်ကန်သွင်းတော့ပထမပယ်နတီမှာဒါမြန်မာဝင်တယ်အင်ဒိုနီးရှားကန်လိုက်တော့မြန်မာလူ့ရေးစင်ဂိုးသမားပုတ်တယ်ဒါပေမဲ့အဲ့မှာ ပွိုင်းတစ်ခုလာတက်တယ်ဘယ်လိုလဲဆိုတော့မြန်မာလက်ရွေးစင်အမျိုးသမီးဒီကိုသမားပေါ့လေသူကပန်နတီဖမ်းခင်မှာရှေ့ကိုရှေ့တလန်းထွက်လိုက်တယ်အဲ့တော့အဲ့ဒါဖောင်းဖြစ်သွားတယ်အင်ဒိုနီးရှားကပြန်ကန်ခွင့်ရသွားတယ်ပေါ့လေအခု rules အသေးအရာပေါ့လေပန်နတီမကန်ခင်မှာအဲ့လိုကိုသမားကစီးအပြင်ကိုမထွက်ရဘူးအဲ့ဒီကန့်တတ်ချက်ရှိနေတော့ဒီအပြစ်ဒဏ်ကိုကျူးလွန်လိုက်မိတဲ့မြန်မာလက်ရွေးစင်ကိုသမားကနောက်တစ်ချိန်ပြန်ဖမ်းရတဲ့အချိန်မှာအဲ့ပထမပန်နတီကပြန်ပြီးတော့ကိုဝင်တဲ့အနေထားဖြစ်သွားခဲ့တယ်ပေါ့ ဇௌဒပနရီကိုကန်သွင်းတဲ့အချိန်မှာမြန်မာကန်နာကိုအင်ဒိုနီးရှားကိုယ်တော်ပို့ထုတ်ခဲ့တယ်လို့အင်ဒိုနီးရှားကိုယ်တော်ကအင်ဒိုနီးရှားဘက်ကကန်နာကိုလည်းမြန်မာကိုယ်တော်ပို့ထုတ်လိုက်တယ်ခင်ဗျအဲ့နောက်ဆက်ပြီးတော့ကန်ရတဲ့၆လုံးအထိတစ်ဖက်ကို၅လုံး၅လုံးစီဝင်ထားပြီး၇လုံးမြောက်အလုံးကိုကန်တဲ့အချိန်မှာတော့မြန်မာဘက်ကကန်နာကိုအင်ဒိုနီးရှားကိုယ်တော်ကပို့ထုတ်ကာကွယ်နိုင်ခဲ့တယ်ဒါပေမဲ့အင်ဒိုနီးရှားကန်နာကိုတော့မြန်မာကိုယ်တော်ကမကာကွယ်နိုင်တဲ့ပဲဂိုးပေးလာတဲ့အတွက်ပွဲပြီးမှာတော့ပနတီဆုံးဖြတ်၆ကုန်း၅ကုန်းတဲ့ အင်ဒိုနီးရှားကဗမာလိုက်စဉ်ဇက်ကိုအမျိုးသမီးဘောလုံးတင်ကိုအနိုင်ပြီးတော့တတိယနေရာကိုရရှိသွားခဲ့ပါတယ်။ဒါကြောင့် BN နိုင်ငံကအင်ရှင်ပြလက်ခံကျင်းပတဲ့အာဆီယံဇက်ကိုအမျိုးသမီးဘောလုံးပြိုင်ပွဲမှာလက်ရှိချန်ပီယံထိုင်းအသင်းကဒါနှစ်ကြိမ်ဆက်ချန်ပီယံဖြစ်သွားတယ်။အင်ရှင် BN ကဒုတိယဖြစ်သွားပြီးတော့အင်ဒိုနီးရှားကတတိယရသွားခဲ့တယ်။မြန်မာလက်ရှိဇက်ကိုအမျိုးသမီးဘောလုံးတင်ကတော့ဇဝဌာနသာကျင်းတ်ခဲ့ရတယ်ဆိုတဲ့ကြောင့်ပြည်သက်တွေကိုအသိပေးလာပါတယ်ခင်ဗျာ။ဒီရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။